ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ကျွန်တော်အဲကျွန်တော်တခါလေးကြားရတဲ့အဲ့လိုကြမလို့ဟိုဘလူးလူတွေလဲလို့လူတွေကမြန်မာလူမျိုးကအတွင်းစိတ်ပုတ်တာလို့လားအတွင်းစိတ်ပုတ်တာကျွန်တော်တို့ကတော့မပုတ်ဘူးမပုတ်တဲ့အတွက်ကျွန်တော်တို့ကရုပ်ဆိုးရင်တော့မှကျွန်တော်ကြည်ကောင်းနေတာဆဲရင်တော့မှချိုးနေတာကျွန်တော်ကအဲ့လိုမျိုးဖြစ်နော်အဲ့လိုတော့တိုင်းပြည်ရဲ့ခြေနေကတော့စစ်ပွဲတွေကတလောင်းနဲ့ပဲရပ်တန့်သွားပြီနော်မန္တလေးမှာနေမဲ့လူတွေလည်းအေးဆေးနေတယ် ပြည်ဦးလင်မာနေရဲ့လူတွေအေးဆေးနေသူဘသူကဖြစ်နေရဲ့နေရာရောဖြစ်နေမှာပဲနောက်ဆုံးတော့ဘလူနိုင်မလဲတက်မတော်ပဲနိုင်မှာပြီးအဲ့နေရာဘလူရမယ်တက်မတော်ပဲပြန်ရမှာအဲဟိုဘက်တရုတ်ဘက်ရမခဘက်အချမ်းကတော့တရုတ်နဲ့နည်းနည်းထိစပ်နေရယ်နွယ်နေတယ်ဆိုတော့တရုတ်ဆိုတာကမ္ဘာမှာအင်အားကြီးဆုံးပဲလေအင်အားကြီးဆုံးပေါ့နောက်ခုကဟိုဥမာတို့အမေရိကန်တို့တရုတ်တို့ရုရှားတို့အိန္ဒိယတို့ဆိုတာကျွန်တော်နိုင်ငံအင်အားကြီးနိုင်ငံနဲ့ဆက်ဆက်နေရလေဆက်ဆက်နေရော့ ပွင့်လင်းပြောတော့ရှိမှာပေါ့ဗျာတချို့တော့ຢာတွေနိုင်ငံတော်အကြီးအကဲတွေလောကကိုင်းရနေအခက်တွေ့ကောင်းတွေ့ရတွေတော့ရှိမှာပေါ့နိုင်ငံကောင်းဆောင်ဒီဘက်ကဒီဘက်ခက်ကခစ်ဖြစ်လာတာဟုတ်ဥတန်းချွေခက်ကတော့ဥတန်းချွေကဘယ်မှစောက်ကူကိုမဆိုင်တာကျွန်တော်တို့ကတော့စောက်ကူမဆိုင်တဲ့ခေါင်းဆောင်ပဲလိုချင်တာစောက်ကူဆိုင်နေတဲ့ခေါင်းဆောင်ဒီမလိုချင်ဘူးမြင်လည်းမမြင်ချင်ဖုန်းထဲမှာလည်းမထားဘူးနော်ကျွန်တော်တို့ကျွန်တော်ဖုန်းထဲမှာရှိရဥတန်းချွေဥတန်းချွေပုံလို့ဥခင်မျိုးပုံလို့ရှိတယ် ထားရတာပဲအဘဥသိမ့်စိန်ပုံရှိနော်ကျွန်တော်ပြက်သားတဲ့ခေါင်းဆောင်မျိုးလိုချင်တာမပြက်သားရတဲ့အချောင်းတရားပါလဲဆိုတာကိုပြည်သူကိုချပြပြီးပြောပြပြီးရတယ်ကိုအောင်သူ့အောင်သူတိမ်ညီပဲပေးပေးကိုခိုင်ပဲပေးပေးချင်းရွှေရောပဲပေးပေးပေးချင်းတဲ့နေရာပေးပေးတိုင်းပြည်ငြိမ်းချမ်းဖို့လိုတယ်အဲ့ဒီပေးလိုက်တာလေဥမာကိုကန့်ကိုပေးတယ်ထားတိမ်ညီတို့ကိုခိုင်တို့ပေးတယ်အဲ့ဒါကိုတိုင်းရင်သားတွေပဲဥပမာတစ်ခုအဲ့လိုနှလုံးလာတဲ့အတွင်းမျိုးနဲ့တွင်အဲ့အဲ့တိုင်းရင်သားတွေကလေဒီအစိုးရဘက်မှာနှလုံးလာဖို့လိုတယ် အနှလုံးမလောက်ဆိုရင်တော့ဒီလိုထိတွေ့မှုဖြစ်စေနေအများတန်းဖြစ်နေရင်တိုင်းပြည်ကအများနဲ့ဆုပ်ယုပ်နေမယ်ရှေ့လည်းမရောက်ဘူးဒီကောင်တွေကကရင်ကြည့်ကရင်ညာနဲ့ဘိန်းလူတွေနိုင်ငံတွေကိုထဲ့မယ်ယာမတွေဘူးရစီပါအတွင်းမှာပဲအဲ့ဒါကိုအပြတ်မနေနေနိုင်တဲ့အစိုးရနဲ့မတွေ့ရင်တော့တိုင်းပြည်ကဒီလိုပဲဝေလေလေနဲ့နော်လူငယ်တွေလည်းပြည့်စည်ကြတော့မယ်နော်ရှိပြီးသားလူတွေလည်းစိတ်ဆင်းရရမယ်တိုင်းပြည်နိုင်ငံကြီးအကြောင်းကိုသိရလူတွေကအဲ့တော့ကျွန်တော်တို့နိုင်ငံကိုဘယ်လိုခေါင်းဆောင်မျိုးတင်မြောက်ရမှာလဲဒေါ်စုကြည်လည်းမရဘူး ဒေါ်စုကြည်ကောင်းဆောင်ဆိုလဲပူတော်ဆိုးမှာပူတော်ထကြွလာအောင်မှာအဲ့လိုမျိုးတွေအတူပါလာအိမ်အောင်စုစရာတွေဘာတွေဟိုဘာလဲအဲ့စင်းဥပဒေတွေအကုန်ဖျက်ပြင်တာခွာကြီးရရှောက်လို့ပြင်တာနော်အဲ့တော့ရတော့ကျွန်တော်တိုင်းပြည်မှာဘလို့ကောင်းဆောင်ပေါ်လာမလဲပေါ့အဲ့တော့ကျွန်တော်ကလူတွေကိုပြောချင်တယ်စိတ်ရင်းစိတ်ကောင်းထားပါနှလုံးသားလှလှထားပါသဘောထားကြီးကြီးထားပေးပါနော်လူကိုလူချင်းလူလိုမြင်ပေးပါပြည်သူလူထုအပေါ်မှာကိုကျင်းစာပေးကြပါလို့ကျွန်တော်အဲ့လိုပဲပြောချင်တယ် အဲ့လိုကိုချင်းစာရင်ကိုစာရင်နဲ့ပဲတိုင်းပြည်ကိုပြုပြင်ရမှာအဓိကလူတယောက်မှရှိနေရှိသိရှိအပ်တဲ့စိတ်တက်ကကိုချင်းစာနာတရားနဲ့နော်အုံနောက်နဲ့နှလုံးသားဘလောက်မှမဝေးတဲ့တထွာလောက်ပဲဝေးတဲ့အရာလေးတွေကိုသဘောထားကြည့်ကြည့်ထားပါလို့ကိုချိုးစည်းပွားအတ္တတွေစာလာတွေကိုလျှော့ပါလို့မိမိရဲ့အကျိုးစီးပွားတွေကိုနော်အခြေတန်းနေပြီးတော့မှတိုင်းပြည်ရဲ့ပြည်သူလူထုကိုမကြည့်ဘူးဆိုရင်ကျွန်တော်တို့တိုင်းပြည်ကောင်းမှာမဟုတ်ဘူး အဲ့တော့ကျွန်တော်ကျွန်တော်တို့ကကိုကြီးစာနာတရားစင်းနဲ့နှလုံးလာရမယ်သဘောထားကြည့်ရမယ်တိုင်းပြည်ကိုဘလို့ကိုအနစ်နာခံပြီးပြုပြင်သိရင်ပြုပြင်ရမယ်ဗျာကျွန်တော်ပြောချင်တာသဘောပေါက်လားငါအနစ်နာခံမယ်ကွာငါငါခုငါရဲ့ရဲ့ရွာမှာငါအုတ်ချုပ်ရင်မှုဖြစ်တယ်ငါအုတ်ချုပ်ရင်မှုငါလန်းခင်းမယ်ကွာငါနေပြီးပတ်စံသိမ်းတရောင်ငါတီမမယ်ပြီးရင်ငါရက်ခွက်ထဲမှာရှိနေတဲ့နော်အစဉ်ပြေနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုငါခေါ်တွေ့မယ် ကဲဒီမှာကျွန်တော်ရဲ့နာမည်ဇော်ဘုံဝင်းဒီမှာပတ်စံ3000ကျွန်တော်ဒီလန်းကိုပြင်မယ်အစိုးရပြင်တာမပြင်တာနောက်မှညာအိုက်ကြရင်တပြေးပြေးနဲ့တိလာလိမ့်မယ်အစိုးရနော်အိုက်ကြရင် social public area မှာခမားလမ်းပြင်တယ်ခမားရဲ့ရက်ွက်တာယာရေးလုံခြုံရေးအတွက်အရင်ခေတ်ကလိုမီးခင်းတဲ့တွေပါလေစောင့်ရယ်စောင့်ရမယ်လူစိမ်းတွေဝင်လာတယ်ဆိုရင်စစ်သားတွေရဲတွေဝင်လာတာဘာမှမဖြစ်ဘူးလေတခြားလူဝင်လာရင်ရွာပြတ်မယ်မြို့ပြတ်မယ်လေဟုတ်လားရက်ွက်ပြတ်မယ်လေ ဟုတ်လားအဲ့တော့မိခင်တွေကလေးတွေကိုကလာသားကလေးတွေကိုပြောမယ်ကလာသားကလေးတွေကို တပတ်ကိုနှစ်ခါတော့နော်အုတ်ကြီးဆိုတဲ့လူကဆူးပဲခေါ်မယ်အုတ်ကြီးကနေပြီးတော့မှဒီရွက်ရွက်ရွာပေါ်မှာထားနေတဲ့အုတ်ကြီးရဲ့နှလုံးသားကိုရွက်ရွာမှာနေတဲ့ပြည်သူလူထုနဲ့ကလာသားတွေကလာသားကောင်းတွေကလာသားတွေသိရှိတို့လို့တယ်အဲ့လိုသိရှိလာပြီဆိုရင်ဘာဖြစ်လာမလဲဆိုရင်အဲ့ဒီရက်ွက် တာယာလာမယ်ဖွင့်ပြိုးလာမယ်တိုးတက်လာမယ်ပညာရေးကျမ်းမာရေးလူမှုရေးစီးပွားရေးအကုန်လုံးမြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာရင်အဲ့ဒီရက်ဘွက်ကိုဘယ်သူအုပ်ချုပ်တာလဲဥပမာတစ်ခုဟောအဲ့ဒီရက်ဘွက်ကိုဇော်ဘုံရေးအုပ်ချုပ်တာဟုတ်လားကိုယ်ထဲမှာရက်ဘွက်ထဲမှာရှိတဲ့ကလေးတွေကိုအစိုးကောင်အကျိုးအကြောင်းအသိဉာဏ်ပညာဘဝတုဒ္ဒရာတွေပွားများအောင်လုပ်ပေးရမယ် အဲ့လိုစင်ခဲစင်ခဲကရက်ွက်ကနေမြို့နဲ့မြို့နေရနေခရိုင်အဲ့ဒီလူတွေကလည်းလုံနေတဲ့လူတွေကလည်းတမတမကြားရမယ်ငါစစ်တကလာပြီးတော့အငင်းဒီဘက်ကိုရောက်လာတဲ့ခရိုင်မူတို့ဥပမာတစ်ခုငါစစ်တကနေပြီးတော့မှအပါမူးနဲ့ရောက်လာတယ်လို့အုတ်ချုပ်ရည်မူတို့အငါစစ်တကနေလာပြီးတော့ဘိုးဘူးကြီးဘူးဘောဗျာဥပမာတစ်ခုမြို့နယ်မူကြီးတို့အဲ့လိုလုံးလို့မရဘူးလေဟုတ်လားစီဝဲဝဲလုပ်တယ်ဆိုတာဒီလူငယ်တွေကို ခင်ဗျားတို့အဲ့အုတ်ချုပ်ရိမ်မှုတွေကောင်းလဲဆိုအုတ်ချုပ်ရိမ်မှုတွေကအစအဲ့လိုကောင်းသွားရင်မြို့နယ်မှုလဲသူလဲတာဝန်ပေါ့တယ်။အော်ဒီအုတ်ချုပ်ရိမ်မှုကကောင်းပါလားဥမာတကူမိုးချိုးပြအုတ်ချုပ်ရိမ်မှုအမ်ဥမာရက်ွက်ကြီးစလေးထုံးဖို့အုတ်ချုပ်ရိမ်မှုဥမာရက်ွက်ကြီးဘလောက်20ရေချမ်းအိုးလားအုတ်ချုပ်ရိမ်မှုအဲ့ဒါရင်တော့မသိဘူးပြအဲ့ရက်ွက်တွေနားမလဲဘူးအဲ့နာမည်တွေကအာအုတ်ချုပ်ရိမ်မှုတွေကောင်းတယ် ကိုယ့်ရဲ့ရက်ွက်ထဲမှာဂျင်ဝိုင်းမရှိဘူးဖဲဝိုင်းမရှိဘူးနှလုံးသုံးလုံးတိုင်မရှိဘူးဆိုရင်လောင်ကစားကင်းစင်လာပြီဆိုတာ ਨੇ ကိုယ့်ရက်ွက်ကအဲဆူဆူပြေပြေဖြစ်လာပြီအဲ့မှာလူငယ်တွေလည်းတန်တန်မာမာဖြစ်လာမယ်ဟောလာဘုံလုံးဝင်းတွေတိဆောက်ပေးရမယ်မြမအားသားကပောက်လွှမ်းရမယ်ဆိုရယ်ခင်ဗျားတို့ပြောတယ်ဆောင်ဖို့ ਨੇ အညီဘုံလုံးဝင်းကောင်းကောင်းတွေလှုပ်ပေးရမယ်ဟောလာရေနှုတ်ရေပြောင်းရေလာလောင်းတွေလှုပ်ပေးရမယ်ရက်ွက်ထဲမှာတကူချဖို့မရှိရဘူးဟောလာ ကင်းဆောင်ရမယ်ရက်ကွက်ထဲမှာပျက်စီးနေတဲ့လူရှိပြီဆိုရင်လေဥပမာမူရင်းစေဘာသုံးဆွဲတာတို့နော်သူများပစ္စည်းကိုသွားပြီးတော့မှသူများဆိုင်ကိုသွားခိုးလာတာတို့အဲအဲ့ဒါဆိုရင်ရက်ကွက်အစင်းနေနဲ့နော်မိဘကိုတေချာခေါ်ယူဆုံးမှပြီးတော့မှအဲ့ကောင်ထိတ်တုံခတ်နော်ရက်ကွက်ထဲမှာလိုအပ်တဲ့တန်ရှင်းရေးတွေခိုင်းလူမှုရေးပညာရေးတွေပေးကောင်းကောင်းမွန်မွန်ပြောပြဟုတ်လားအဲ့လိုလုံနိုင်တဲ့အုပ်ကြီးမျိုးတွေကနေစဝိုင်းရင် ဲဆိုမျိုးနယ်မှုဆိုတဲ့လူလည်းပေါ်တယ်ခရိုင်မှုဆိုတဲ့လူပါလေဟာကောင်းပါလားအဲ့လိုလူတွေကခမရတို့အခုမဟုတ်ပါပေါ်လို့ပဲသားတွေခမရတို့စောင့်ဆံပေးတဲ့လူအုပ်ချုပ်ရင်မူသားလားကဘာလို့ဆောက်ဆံပေးတာသူကသူစစ်သားဆွဲဆိုပြောဆိုငါတို့ဆောက်လို့မဟုတ်ဆွဲငါဆောက်ဆံရပြီးရောဟုတ်လားဆောက်ဆံရပြီးရောအုတ်ကြီးပါလို့လည်းမသိဘူးအုတ်ကြီးဒီရက်ွက်တော့ပါအုတ်ကြီးအောင်မတင်းချိုင်းမျိုး အုတ်ကြီးကတင်းချိုင်းမျိုးကိုဟိုမှာရောင်းစားနေလေခင်ဗျားတို့မအောင်ပြောဘူးခင်ဗျားတို့ဆောင်းဟိုပတ်စံရပြီဆိုရင်အာထားတယ်အုတ်ကြီးဒါလည်းငောက်ခါနေတာပဲငောက်လာတိုင်းခါနေတာပဲပေးနေတာဟမ်အလူငယ်တွေပြတ်လို့ပြည်စည်းဖြစ်နေမူကြီးစေဘာရောင်းနေတယ်ဥမာတို့ KTV တို့ပါဆိုလေအိုက်ကတီစစ်အိုက်ကတီဘီချန်နယ်အိုက်ကတီဘီအိုက်ကတီဘီအိုက်ကတီဘီကအားလုံးပြီးပြီးသားပြီးပြီးသားရတယ် ဘလို့လို့လဲဒါမကောင်းတာလုပ်နေရဆိုမကောင်းတာလုပ်တာသိရင်ခေါ်ယူပြီးတော့မှအေးအေးယူဆောင်ရွက်ရမှာလေအာကျွန်တော်ကခင်ဗျာအုပ်ချုပ်ရေးမှုတော့ခင်ဗျာရက်ွက်တကွက်ရေးအုပ်ချုပ်ရေးမှုပဲဖြစ်ကြည့်လိုက်ရောငါပါဇံငါမင်းတို့အုပ်ချုပ်ရေးမှုစားဖြစ်တဲ့ရမင်းတို့ကြီးကပါဇံဘုံငါပါဇံ3000ပါတယ်မင်းတို့ရက်ွက်မှာလိုအပ်တဲ့နေရာမှာဒီပါဇံ3000ငါတို့သုံးမယ်ဘန္နာငွေကိုင်တဲ့လူကကိုင်ကလင်ကြီးမကြတဲ့အော်တန်းသားစိတ်မမွေးနဲ့နော် ခမားမိသားစုမှာကျွန်တော်ကျွန်တော်မှာတာဝန်ရှိတယ်ကျွန်တော်မရှိကျွန်တော်ကျွေးမယ်ဗျာရက်ွက်ရဲ့တာရင်နာရေးရဲ့ပတ်စံကိုမထီးနဲ့ဟလာလာစီပွားရေးလုပ်ငန်းရှင်တွေလာကျွန်တော်ဒီလမ်းမကောင်းဒီလမ်းပြင်မယ်ပတ်စံသိမ်းထောင်ဒီမှာကြောက်ကကြီးကြီးဘလောက်လိုမယ်လမ်းကျိစက်ငါးကဘလောက်လိုမယ်အာဒါမျိုးစဉ်းစားတွတ်တွတ်ပြီးလှုပ်ဟလာလှုပ်လာရင်အဲ့လိုမှန်မှန်ကန်ကန်လှုပ်လာရင်ပြည်သူလူထုကလည်းအာအိုကြီးကိုသွားမပြောနဲ့အိုကြီးကမရဘူး 欧吉兰阿叔，我讲啊讲就露比的啦，格里亚什、费亚索，欧吉兰费了勿行，也用你呀嘛。欧吉又费亚什、雷达尼亚嘛，喏，欧吉又费亚什、雷达尼亚嘛，费方的费了嘛，欧吉船勿行伊咯，阿叔嘞，吾话着南北非洲欧吉亚，阿话拄啊就出面追追咩，追咩追嘛不，好了，西纳的阿西耶路，高津纳的阿是西耶路，那罗纳拉的路属于阿叔偏嘛，o 偏嘛偏伊往罗嘛。 ပြန်မပြောရအောင်ဆိုခမရလူမိုက်မဟုတ်ဘူးခမရရဲ့လှုပ်ဆောင်မှုနဲ့ခမရရဲ့ရက်ရွာပေါ်မှာထားတဲ့ကိုချင်းစာနာတရားစိမ့်နဲ့ခမရရဲ့လှတဲ့နှလုံးသားပြည်သူဒီရက်ရွာထဲမှာနေတဲ့ပြည်သူလူထုရဲ့ညံ့နာကိုရောင်ပြန်ဟန့်နေတာခမရကိုတွေ့တိုင်းပြည်သူလူထုကပြုံးနေရမှာဒါငါတို့အုပ်ကြီးဝမ်းတာလေငါတို့အုပ်ကြီးတော်တယ်ဘယ်ရက်ကအုပ်ကြီးနဲ့ရှင်ငါတို့ရက်ကထဲမှာအုပ်ကြီးကဘလို့လှုပ်ပေးတာဟုတ်လားမရှိစင်းရဲသားပေါ်မှာဘလို့ လန်ဒနာဆင်မြောင်းပေါ်မှာဘလို့စီးပွားရေးလုပ်ငန်းရှင်တွေပေါ်မှာဘလို့အစိုးရနဲ့ပတ်သက်ပြီးကူညီပေးတာငါတို့လူငယ်တွေမပြတ်စည်းအောင်ငါတို့အုပ်ကြီးကငါတို့ဖခင်တပွဲမိခင်တပွဲစုံမတာအဲ့လိုလိုဖြစ်နေရမှာရှင်းလားအဲ့ဒါရက်ကွက်တစ်ခုအစ်စ်နေနဲ့ပဲပြောတာနော်အခုတော့ဘောပေါ့အဲ့ရ night 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 ခိုးနော်လမ်းပြက်လမ်းမပြူမသိကြအောင်ဆောင်းနေတယ် လမ်းပြင်းတဲ့အုပ်ကြီးတွေဘယ်လောက်ကုသိုလ်ရမလဲမသိဘူးဗျာလမ်းပြင်းတဲ့အုပ်ကြီးတွေလေနော်တည်တယ်ကျွန်တော်တို့ဆိုသွားတယ်ဂိတ်လမ်းလမ်းပြင်းတဲ့နေရာမှာဖလားတွေပါချထားတယ်ပတ်စံထည့်ခဲ့တယ်ရုံ၅တောင်းကိုလည်းကိုတက်နိုင်တယ်လို့ပေါ့နော်တသိန်းတက်နိုင်တသိန်းအဲ့လိုမျိုးနော်လမ်းပြင်းတဲ့အုပ်ကြီးအများကြီးဆူတောင်းပေးပါတယ်အုပ်ကြီးတို့မိသားစုတွေကကြီးသုံးပေါင်းကိုကြော်လာနိုင်ပြီနော်ဘဝပေါင်းများစွာနော်ဒီတက်မကလူနံတိုင်းနိုင်တဲ့ နိုင်ငံနဲ့လူမျိုးကိုမကောင်းတဲ့စိတ်ရင်းစိတ်တည်းစိတ်နေနှလုံးသားတွေကောင်းတဲ့မြင့်မြတ်တဲ့နှလုံးသားပိုင်ရှင်တွေဖြစ်ပါစေဆိုပြီးအမြဲတမ်းဆုတောင်းတယ်နော်အဲ့လိုမျိုးအဲ့တော့အုပ်ကြီးတို့ကသူဘာလုပ်လို့နော်အဲ့လိုအဲ့လိုအဲ့လိုအုပ်ကြီးမျိုးသူကသူဖာပဲခြားခြား KTV ပဲသွားသွားဘာမှမစောက်တမ်းထွက်ဘူးနော်ပြည်သူကြီးရရတာတွေအကုန်နိုင်ထိုးပြီးတော့မှဟိုမှာ KTV သွားဖာချရင်တော့ပြောမှာပေါ့ဒါတော့ရှင်းရှင်းလေးပဲလေဒါရိုးသားစွာပြောတာ နော် အဲ့ဒါကျွန်တော်ရဲ့အမှန်တရားပဲပဂရိအရှိတရားကိုကျွန်တော်ပြောတာအဲ့လိုလူမျိုးတွေနော်ဟိုရက်ွက်အုပ်ချုပ်ရေးမှုတွေထဲမှာပါအဲ့လိုလူမျိုးတွေအများကြီးရှိပါသေးနော်အတံကြားရပါဘူးကျွန်တော်နေရနေရာတွေဘာမှပေါ်တာလည်းမဆွဲဘူးအုပ်ကြီးကသူ့လို့သူလို့သွားတာအုပ်ကြီးကသူ့ဘာသူခေါ်လိုက်မယ်၅ရောက်ရှိတယ်ရော့နော်ဒါကဒီလိုတော့ရှိရဲဒါတိုင်းပြည်အတွက်လုပ်တာဝင်သွားပြလိုက်ပါလုပ်ပေးပါဟိုလိုပြည့်စုံဒီလိုမကြဘူးအုပ်ကြီးကိုလေးစားတဲ့လူကတော့ ဝင်တာပေါ့အုတ်ကြီးကလည်းစစ်တက်တဲ့ကြတော့သူသွားပြောလို့ရတယ်ဒီကလေးကတော့ဒီလိုဒီလိုရှိပါတယ်အခုဖြစ်နေကြတယ်ရှေ့တန်းကနေမဟုတ်ရခိုင်ဘက်ကနေလှမ်းပြီးတော့ကျွန်တော်တိုင်တယ်တိုင်တယ်မဟုတ်ဘူးပေါ့ဗျာပြောစီချင်တာပေါ့ဒီကလေးတွေကိုတဲ့ပေါ်တာဆွဲလာတာမားတယ်တဲ့နိုင်ငံတော်ဝင်ဆိုတာလူတိုင်းထမ်းဆောင်ရမှာဖြစ်တဲ့အတွက်စီးနဲ့ကန်းနဲ့ဥပဒေနဲ့ပေါင်းနေပဲလောက်ပါတဲ့ကြုံးမွဲအခြေခံလူတန်းသားဘဝကိုကြတော့ဆွဲလာပြီးတော့မှ တချို့ပဇံရှိတဲ့သားသမီးတွေကြတော့မပါလာတော့ဒီရှင်တောင်းပါလာတဲ့ကလေးတွေကအားငယ်တာဗောတဲ့အားငယ်ပြီးတော့ဒီမှာစစ်တဏ္ဍ3လလောက်တက်ပြီးတော့မှမလုတ်တတ်မကင်တတ်နေနဲ့တဲ့သူတို့ပြန်ပြီးတော့မှလက်ရှိဝါရင်စစ်သားတွေကပြန်ပြီးသူတို့ထိန်းချောင်းနေရတယ်တင်ပေးနေရတယ်တိုက်ပွဲဖြစ်ရင်သူတို့ကြောင့်နဲ့ကိုလောက်ရမယ်မီရှင်တခုဖော်ဆောင်မအောင်ရဲရဲဝုန်းဝုန်းမဖော်ဆောင်ရဲဘူးတဲ့ပို့ပြီးတော့အချက်ရိုက်စီတယ်ဗောဗျာသူတို့ပြောတာကလေးတွေက3လလောက်နဲ့တင်တန်းနဲ့ဟိုးရောက်ဒီရောက်နေအကုန်ရောက်ကုန်တာဗျာ ဟုတ်လားဥမာတို့ကျွန်တော်တို့စစ်သားတော်စစ်သားတို့လေးလတင်တဲ့တက်မြေပြတိုင်ရင်ရောက်တယ်ဘဲမှမသွားသေးဘူးလေဟုတ်လားအမမိုးမန်တို့ဘာလို့ပြန်လို့လက်နဲ့ငယ်ဖြုတ်တက်တွေပါပြန်လို့အဲပြီးလို့ချင်းမှကျွန်တော်တို့ကဟိုဟာဟိုကြီးရည်ပူပေါင်းစစ်စင်ရေးတို့ဘာလို့ဒီလားအမရဖစ်တို့ဘာလို့ဝင်နေအမတက်မှာဖရိတ်တွေလို့မနေ့9နာရီတန်းစီအဖရိတ်လို့နေကင်း7နာရီလောက်ဖြုတ်သမင်းစားနေကင်း7နာရီပြန်တန်းစီညနေ9နာရီဖြုတ်ကင်းကြကင်းသွားဆောင် အဲ့လိုနေလာရင်လည်းစစ်တပ်မှာအမှလက်နက်ငယ်အဖြုတ်တက်ပါညာဆိုတာမိုးမှန်တင်တန်းတို့ဘာလို့ပြန်လို့အဲ့လိုလုံရင်လည်းစစ်တပ်ရဲ့စစ်သားရဲ့စစ်အင်ကြီးရဲ့စစ်တပ်ရဲ့ဒီရှိနေတဲ့လက်နက်ကိရိယာပစ္စည်းတွေအားလုံးပေါ်မှာယင်ပါလာတာနော်အခုဒီကလေးတင်တန်းစင်းတာလည်းသွားဆိုတော့အဲ့ခိုးလူတယောက်လည်းကျွန်တော်ပြောတယ်အဲ့လိုအားစစ်သားကတင်တန်းစင်းပြီးစစ်တပ်မှာသွားလို့စစ်တိုင်းမှာသွားလို့ဘယ်သွားမှာလဲမင်းသားသမီးထဲကြည့်လေဘယ်လိုလုပ်ရမှာတော့ဘယ်လိုတိုက်လို့ရမှာတော့မရဘူး ။အဲ့ဒါတနက်စနေခွန်းကတနက်ပြုတ်လက်ပြပုံပြဖို့တော့မှစောင်းထောက်မောင်းဝုန်းလို့ပဲလက်ပြဝါ60စက္ကန့်40စက္ကန့်လို့ကိုယ်လက်ထဲကွဲသွားမလို့လုပ်လဲ။အမကြောက်ဘူးရေတုံးနေလက်တွေပါတုံးနေ။ဘယ်လိုလုပ်လွယ်မှာတော့။ဥမာတိုက်ပွဲဖြစ်တာလေးပန်းနဲ့ပေါက်တာမဟုတ်ဘူး။တက်တက်တုတ်တုတ်တက်တက်တုတ်တုတ်နဲ့အတန်လေးကြိုင်းကလေးတွေပဲကြောက်မှာပေါ့။အဲ့ဒါကိုပြောပြတာကိုလေလက်ရှိဂိတ်တွေမှာတောင်းဝန်ကြနေစစ်တီတော့တချို့ဆိုစစ်သက်59နှစ်တို့နော်အနည်း20လို့ရှိတဲ့စစ်သားတွေနဲ့တွဲ နောက် generation တခုကိုမျိုးဆက်တွေကိုတက်မတော်မှာအခုလက်ပေးလက်ယူလို့ဂိတ်မှာတာဝန်ကျတဲ့ပြည်သူလူထုပေါ်မှာကောင်းကောင်းမွန်မွန်ပြောဆိုဆက်ဆံပြီးစစ်ဆေးတာတွေကိုမွေးမြူရမှာအဲ့ဒါမှာတက်မတော်ကပြန်လေဥမော့လာမှာဗောအဲ့တော့ကလေးတွေကလည်းဝင်ရတဲ့ကလေးတွေကလည်းဟောဟုတ်တယ်ငါတို့ခေါ်ပြီးတော့မှစစ်တပ်ထဲရောက်တော့ပြောအောင်လဲထားတယ်စစ်သားတွေကအရက်ဘက်ကပြည်သူလူထုပြောဆိုလိုမျိုးလက်ပေးလက်ယူလည်းမလုပ်ပါဘူးမကောင်းတာလည်းမလုပ်ပါဘူးအလုံးစုံသူတို့ညာဘက်ဆိုရင်အရက်တောက်တယ် မူဝင်ဆဲလာတော့ပဲရှိတာပါဟုတ်လားကလေးတွေမြင်တော့အောင်လို့ပြောရမှာဟုတ်အခုရောက်နေအဲ့ဒါကိုဟာကျွန်တော်ကိုလာပြီးတော့စစ်သားစစ်တင်နဲ့၃လဆင်းပြီးတော့စစ်စစ်ရှေးတန်းသွားတယ်လီးပဲရမှာပေါ့သေမှာပဲအဲ့ဒါအယောက်တရာသွားလာအဲ့ဒါ80သေပြီအဲ့ဒါကိုချင်းစာရေးရှိရဆရာတွေနဲ့ရှေးတန်းမှာအတူတူတွဲတွေ့တဲ့ကလေးတွေအဲ့ဒီရှေးတန်းဆရာတွေကလည်းအိုင်းနေရပြောတဲ့ဆရာတယောက်ဆိုဒါသူကိုချင်းစာလို့ကလေးတွေကိုကြည့်ပြီးသူတနာလို့နော်ဒီကလေးတွေတောင်းမလို့တဲ့လောကကံရခတ်တာတဲ့ ကိုလုံမယ်ဆိုတာနဲ့ဒီကောင်းလေးကိုပဲပြန်ပြန်ကြည့်နေရတာ ਆ ။သူတို့ကိုပဲပြန်ခေါ်ပြန်တွဲပြီးတော့သွားနေရ။အဲ့ဒါတန်ရုံးရှင်ရှိရလူမူလို့လေ။ကိုလူမျိုးချင်းကိုစက်မတော်သားချင်းကိုချင်းစာနဲ့ဆရာမူလို့ဗောအဲ့ဆရာက။ဟာကလေးလေးများဘာဖြစ်သွားမလဲ။ငါညီရွယ်လေးဟုတ်တယ်မလား။ဆွဲမယ်လို့ဆွဲသမ်းမှာညီညီမများအကုန်ဆွဲပြီးတော့စစ်တယ်နေမှာတွေ့သမ်းမှာဟုတ်လား။စစ်တင်တော့ကောင်းကောင်းတင်ပေးပြီးတော့မှာ တကယ်လို့ရဲ့ခံရဲ့တိုက်ရဲ့ခံရဲ့အဲ့ထဲမှာကလေးတွေပါမှာပေါ့ဗျာမင်းတိုက်ရဲလားလို့မေးတိုက်ရဲတယ်အေးဒါဒီလိုဒီလိုတေးချာတင်ချာပေးပြီးတော့မှလွင့်တော့တမျိုးပေါ့အခုကဘာလဲအပတ်စဉ်30ရှိနေပြီနော်ကလေးတွေမှာမိဘနဲ့ဆက်သွယ်မရတော့တဲ့ကမရတော့ဘူးအများကြီးငိုယူပြီးတော့မှဖြစ်နေတာဒီနိုင်ငံကြီးဖြစ်စဉ်ကြီးอ่ะနော်ခပြားတို့ဘို့လို့ပေါ့ဗျာကိုချင်းစာကြပါခပြားတို့ဆွဲတယ်နော်စစ်သားတွေ90နဲ့ရွေးခိုင်းတယ်100နဲ့ရွေးတယ် ပြီးကြုံမွေးလူတန်းသားကိုပြန်ဆွဲတယ်ကျုပ်ကိုပြတန်းမှာအခုစစ်မှုထမ်းအပတ်စဉ်30ရှိပြီပတ်စံရှိတဲ့တာသမီဘယ်နှယောက်ပါလဲလို့သိချင်လို့ပါနော်အုပ်ကြီးတွေလည်းအလျှောက်လုံးလာနော်အုပ်ကြီးတွေလည်းတကယ်တမ်းကခင်ဗျားတို့ကိုချင်းစားတယ်ခင်ဗျားတို့သားတွေလည်းထဲ့ပေါ့မဟုတ်လားထဲ့လေအော်ကျုပ်ကဆံပြအုပ်ကြီးပဲဗျာလို့ကျုပ်သားရင်ထဲ့တယ်လို့အေးလို့မင်းဝင်သွားလို့ဆိုချာဝင်လို့ရအောင် တိုင်းပြည်နဲ့နိုင်ငံနဲ့လူမျိုးတော့ပေးဆက်လို့တည်သွားရင်တန်းနေွာလို့အဖေပြုံးပြုံးကြီးတည်မယ်လို့ရဲတော်မတည်သေးတော့ငရဲမလားပဲလို့ငါသားချလို့ပြောမှာအဲ့လိုမျိုးအုတ်ကြီးမျိုးမှာပြီးမှ channel ကိုသူဗတ်ဆံမလို့ဂုံထက်ချမ်းသာတဲ့အိမ်ကြီးအရင်အရင်အိုက်ကောင်ကြီးခေါ်နော်မြန်မာပြည်မှာစင်းရဲတဲ့ကောင်မပြည့်စည်ဘူးအိုပြန်သွားလုံနေတဲ့ကောင်အလုံးစုံတော့ဆက်လိုက်နဲ့ကွန်းရမယ်စားလို့ရမှာသူပုံမမှန်အောင်တူတူပုံးနေတာအဲ့ချမ်းသာတဲ့ကောင်ကပဲသွားမှာ ဟိုင်းကန်နေ KDB တွေအနည်းဆုံးသွားမယ်နော်လက်ပိတ်ဆိုင်ထိုင်မယ်ရက်ဆိုင်ထိုင်မယ်ဟုတ်လားဆွဲရမှာအဲ့လိုမျိုးတွေအဲ့ကြခဏဘယ်သူပါပြောမလဲဆွဲတယ်ကွာငါသားတော်ထဲထားတာမင်းမေဆိုပါမင်းဆော့စကားမများနဲ့ဝင်လို့ဝင်မယ်ဘာငိုယူပြီးတောင်းမှန်တာဗျာလာမလို့နဲ့ဝင်ထက်အဲ့ဒါဗကရီအမှန်တရားလीခင်ဗျားတို့မြန်မာနိုင်ငံမှာအားလုံးကလူတယောက်မှ90ခန့်ငွေမျက်နှာပဲကြီးရော် ။တေးကနာငါသေးငွေနေနဲ့ပုံပြီးမီးရှို့ပြီးသေလို့ပြောလိုက်ဒီလား။လူဘောမှာကိုယ်ကတော့ဗုဒ္ဓဘာသာ။မအေးချမ်းတာခမားတို့ပဲ။အဲ့ဒါကြောင့်လို့ခမားတို့သူများဘာသာစော်ကားတာ။ဒီလား။သူများဘာသာငွေရှာတာမသိတာဘူးရှာတာခဏမြန်မာပြည်မှာတရုတ်ကလာသွားကြည်လာကလာဆိုတော့ sorry ပါနော်အစ္စလမ်ဘာသာဝင်နေねတရုတ်တွေနေเนาะဘာသာဘာသာခွဲတွေပေါ့လူမျိုးဝါတွေပေါ့သွားကြည်လာ ဘယ်လိုစည်းဝါးရေးလုပ်လဲလို့နော်မြန်မာနိုင်ငံလူဟာမြန်မာနိုင်ငံလူဟာလူမျိုးကကျုံပြန်ဖြစ်နော်တိုင်းသား135မျိုးထဲမှာမပါတဲ့စည်းဝါးရေးလုပ်ငန်းရှင်ရဲ့လက်အောက်မှာဗမာအစ်စ်တွေကျုံဖြစ်နေတယ်အဲ့ဒါပါလေဒီလားခမားတို့စောက်သုံးမကြလို့မစည်းလုံးလို့မညီညွတ်လို့ခမားတို့အတွင်းစိတ်ပုပ်ကူကနော်မနာလိုဒေါမောဟဒေါသလောဘတွေအရန်ကိန်အောင်ပြီးတော့မှ ကိုလူမျိုးအချင်းချင်းမစည်းလုံးမညီညွတ်လို့ပြိုကွဲရတာမှတ်တာနော်ခမားတို့ကငါတယောက်ပဲချမ်းသာပြီးတော့ငါလူဆွဲမခေါ်ဘူးခမားတို့ကလူမြင်တာလူလူမမြင်ကျုံလူမြင်တာနော်စပွဲတို့ကောင်လေးရစဝင်တန်းလေးရစဝင်တန်းလေးလက်ဖက်ဆိုင်မှာလုပ်တဲ့ကလေးကဝင်တန်းပဲနော်သူ့စပွဲတို့လို့ခမားခရင်သွားပြဝင်တန်းအဲ့ဝင်တန်းဟဲ့အောင်လာအောင်ဟဲ့ဟာဒီပကံစေးပြန်ငါတို့စောက်ကျင့်ရာလူနေနေရှိရင် နော်အဲ့ဒါကြောင့်မလို့ခင်ဗျားတို့ဗုဒ္ဓဘာသာကိုယ်ကိုယ်တည်းသူများခင်ဗျားတို့စော်ကားတာပေါ့ခင်ဗျားတို့မှာမေတ္တာတရားသိမ်းမှမရှိရမေတ္တာတရားခေါင်းပါတယ်လေနောက်တော့ပြောလိုက်5ပါးဒီလားဒီ6ပါးဒီလားဒီဟိုဖရားဒီလိုသူများကြီးကဆောက်အနိုင်ကျင့်လူယူတို့မလူယူယုံတမယ်ပဲဗျာသိရမလားနော်အဲ့လိုမျိုးပတ်စံနေနဲ့ခင်ဗျားတို့ကဖရားတွေရှိကိုဖရားတွေတော့လူမမကူလို့မရအောင်ရှောက်ပြောနေနေနော် ူများရှိရမောကောဟောကာတွေလုံယူပြီးတော့မှဘုရားကိုဟာဘုရားဘုရားဘုရားလူတော်ထဲမှာအင်းကြီးဖြူကြီးတွေဝယ်ပြီးဘုရားဘုရားဟွန်းစိတ်ရင်မကောင်းရင်ခင်ဗျားမိမွေးပါမွေးတဲ့မိမိရဲ့ပင်ကိုစိတ်ရင်မကောင်းရင်ဘယ်တော့မှခင်ဗျားကိုကြိုက်တော့ဘုရားလို့မင်းကိုကြိုက်တဲ့ ठी ကိုတွားတင်နော်ခင်ဗျားတို့လူရောလူမွေးလူတော်မပြောင်းနော်အဲ့တော့အယူအချင်းဆုံးပြောတာဟုတ်လားဗုဒ္ဓဘုရားကိုကျင်းသာနာတရားသိထားရမှာ နှလုံးသားဖြူစင်ရမှာနှလုံးသားလှရမှာเนาะကိုလူမျိုးချင်းချင်းတော့မှာအဲ့လောက်ဒီအောက်တန်းစားအောက်တန်းကြတဲ့အလုပ်လုပ်နေပြီဆိုတဲ့ဟိုကညတို့တို့ဝန်ထမ်းတော်တော်များများပေါ့เนาะကိုလူမျိုးကိုလူချင်းချင်းကိုကိုနိုင်ငံသားချင်းချင်းဟိုမှာမျက်နှာငယ်လေးနဲ့မရှိလို့ဆိုရင်လည်းအေးမရှိတယ်ကွာမင်းတို့နောက်တော့ဒီလိုမလုပ်နဲ့နော်မင်းနောက်လုပ်ရင်ငါတခါလေးမင်းဖမ်းတယ်မှာတခါလေးပြောလိုက်နောက်တွေ့တခါလေးတကယ်ဖမ်းမလိုက်ပြောအချုပ်သေးပါတဲပြလားရှုပ်တယ် အဲ့လိုလောရမယ်လို့ဆိုအဲ့လိုလောရမှာလေဗျာနော်အဲ့တော့ကျွန်တော်လဲအိမ်မန်းနေတာကခီးရဆက်နေတာခီးရထက်ထွက်ရအောင်မယ်ပြီးဒီမှာလဲပြင်းဦးလင်ဘက်မှာလဲအရေးကြီးတဲ့ကိစ္စလေးတခုပေါ်လာနဲ့ပြန်လာတာကိစ္စတော့ပြီးသွားပြီနာအေးသွားပြီနော်အဖျဲသီးတွေများများလောက်ဖျဲသီးတွေများများလောက်နော်ပြင်းဦးလင်မှာဖျဲသီးတွေများများလောက်နော်မနေ့ကတော့ကိစ္စတခုတော့ပြီးသွားပြီကိုကိုယ်တိုင်တည်င်းပြီးတယ်ကိုကိုယ်တိုင်ပြောလိုက်တယ်ဖမ်းလိုက်တယ် နာအေကောနော်ထောက်ဖို့လို့ရန်သူရန်သူတပုံကအင်းဝိုင်းမှာရှိတယ်အင်းဝိုင်းကရန်သူတပုံကကိုအဲဥမာတကူရင်းငူပင် လာတိုက်မယ်လို့ကြောင်မဲလေးကိုတိုက်မယ်လို့ဗန်မွေးတိုက်မယ်လို့အုံမတိအုံမကတိုက်တော့မယ်လို့အဲ့လိုရန်သူရှိတဲ့နေရာကိုကိုကတက်မလို့သားတွေဖြစ်ပါရင်တန်းနဲ့အဲ့ဒီဘက်ကိုသွားမယ်ရိတ်ခါကားတွေလွတ်ပေးရင်အဲ့ဒါခမားတို့ကဖျဲသီးတွေပဲအဲ့ဖျဲသီးတွေကိုတီးတီးကြကြသီးဖမ်းခိုင်းမယ်ပြူဟူကြီးကိုရှင်းလား နာအီတော်မတက်နိုင်ဘူးလေဟုတ်လားခမရတို့ဆိုထားတဲ့တစ္ဆာ၄ချက်နဲ့ခမရတို့ကိုယ့်အဖွဲ့အစည်းပေါ်မှာတစ္ဆာဖောက်တာလေခမရတို့ကျွန်တော်အမြဲတမ်းပြောတယ်ငွေကြီးစမ်းနေလူကြီးစမ်းနေဒီရဝင်းလေးမှာဒီနိုင်ငံရေးဖြစ်စဉ်လေးမှာရှောင်ပါလို့ကျွန်တော်ပြောတာနော်နောက်ကြရင်ခမရတို့ကိုယ့်အနေကိုအရှင်ပြေသွားမှာပါနော်ဒီလမ်းကြောင်းတွေပွင့်သွားရင်နော်အာရှလမ်းမကြီးပွင့်သွားရင်အခုကစေ့ရဲ့ဖြစ်စဉ်ကတော့ တမယိုးကြတော့မဟုတ်ဘူးဒီနိုင်ငံရဲ့အခုလက်ရှိနိုင်ငံရေးဖြစ်စဉ်တမယိုးကြမဟုတ်ဘူးเนาะတည်တဲ့လူတွေကလည်းတနာဖို့ကောင်းတယ်เนาะရှင်နေတဲ့လူတွေကလည်းလှုပ်ချင်တာတွေလှုပ်တယ်เนาะဒီနိုင်ငံရေးဖြစ်စဉ်ကမယိုးသားဘူးเนาะခင်ဗျားစဉ်းစားကြည့်လိုက်လေ KNU လောက်စစ်တိုက်တာ KNU ပဲတိုက်တာဘယ်လောက်တိုက်နိုင်လို့ KNU အခုမြောက်ဝတီမြို့တော်မသိနိုင်ဘူး KNU ဘယ်လောက်တိုက်နိုင်ဗမော်မြို့တော်မသိနိုင်ဘူး ဒီပြစ်စင်တွေမှာတချို့ချုပ်တွင်းနေတဲ့အရာတွေရှိတယ်အဲ့ဒါကိုသိလားဟုတ်မတိုင်နိုင်ဘူးအဲ့တော့စစ်သားကလည်းတချို့တော့ဟိုအလံယူထောင်းတာတို့ပေါ့ပြက်ပြက်တို့ဟိုစစ်မတိုက်ရှင်တော်တဲ့စစ်သားတွေလည်းရှိတယ်အဲ့မှာအကုန်လုံးကလုံးလဲပတ်ချလိုက်နေတယ်ဒီဒီနိုင်ငံဒီတိုင်းပြည်ကနော်အဲ့တော့ဖုံးနေရလဲလာလေလိုက်လွင့်ပြီဆိုလာပြီအဲ့တော့ကျတော့ဖြစ်စင်ရမယိုးသားကြဘူးအဲ့တော့မိမိကိုယ်ကို နေတဲ့တိုင်းနဲ့ပြောင်းအောင်ကျင့်ကြံနေထိုင်ပြီးတော့မှကိုယ်နိုင်ငံကိုယ်လူမျိုးပေါ်မှာကောင်းသောကိုကျင်းစာနာတရားစီထားနိုင်တဲ့ဝန်ထမ်းကောင်းဝန်ထမ်းမြတ်တွေပေါ်ထွက်ပါစေလို့နော်ဝန်ထမ်းကောင်းဝန်ထမ်းမြတ်ဆိုတာကသူငပိရင်နဲ့စားနေရလို့စီးနေစားနေရလို့ပြည်သူလူထုသူ့အကြီးညိုမပြတ်ဘူးနော်သူ့ရဲ့အဆောင်ရောင်တွေမခံနာပြီမယ်မလှပပြီမယ်သူစည်းထားတဲ့ဖက်နက်ကတာမန်ဖြစ်နေရင်တော့မှပြည်သူလူထုသူ့ကိုကြည့်တဲ့အကြီးရ ဘယ်တော့မှမရိုင်းဘူးကျွန်တော်အိုက်ကုံပဲလိုချင်တာအဲ့တော့အိုက်ကုံကိုလိုချင်တဲ့ဝန်ထမ်းကောင်းတွေများများပေါ်ထွက်ပါသေးလို့မြစ်တာဘူစုတောင်းရင်းနဲ့မြန်မာနိုင်ငံကြီးအများဆုံးငြိမ်းချမ်းပါသေးရှင်းတန်းရောက်နေတဲ့တက်မတော်သားတွေဘေးအနေကင်းပြီးနောက်တန်းအမိသားစုတွေနဲ့အများဆုံးပြန်လည်ပေါင်းစပ်နိုင်ပါသေးကွန်မန့်တွေမတက်တော့